ဖြည်းဖြည်းနဲ့ယင်လေးစရာကောင်းလာတဲ့ချယ်ဆီတင်းရဲ့ခန်းစစ်ပိုင်းစွမ်းဆောင်ရည် ားလုံးပဲမင်္ဂလာပါခင်ဗျာကိုဆိုင် HSC လာ YouTube Channel နဲ့ Facebook Page ကနေအပြာရောင်ညီကိုရီအားလုံးကိုနေတွေ့စွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့တဖြည်းဖြည်းနဲ့ရင်လေးစရာကောင်းလာတဲ့ Chelsea တင်းရဲ့ခန်းစစ်ပိုင်းဆွမ်းဆောင်ရည်အကြောင်းအရာလေးပဲဖြစ်ပါတယ်ဘောလုံးအသင်းတင်းရဲ့အောင်မြင်မှုဆိုတာဟာတိုက်စစ်ကွင်းလေခန်းစစ်နဲ့ဂိုးသမားဆိုတဲ့အပိုင်းလေးပိုင်းစလုံးရဲ့ဟန်ချက်ညီမှုပေါ်မှာပဲမူတည်နေတာပဲဖြစ်ပါတယ်အတိုက်စစ်ပိုင်းကဘလောက်ပဲထက်မြက်နေပါစေဂိုးတွေတွင်းနေပါစေကွင်းလေပိုင်းကဘလောက်ပဲကစားနိုင်ရည်ရှိနေပါစေခန်းစစ်ပိုင်းကအားနည်းနေမယ်အမ ားတွေဇက်တိုက်ကျူးလွန်နေမယ်ဆိုရင်တော့နိုင်ပွဲရဖို့ဆိုတာကမဖြစ်နိုင်သလိုစူပလာအောင်မြင်မှုရရှိဖို့ဆိုတာကလည်းအိမ်မက်တစ်ခုတာတာဖြစ်သွားနိုင်ပါတယ်အခုလိုရင်လေးစရာအခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာကတော့ကျွန်တော်တို့ပြည်သက်တွေအများတန်းချစ်ခင်အားပေးနေတဲ့ Chelsea အသင်းပဲဖြစ်ပါတယ်ယခုနှစ်ရာသီအစမှာ Chelsea အသင်းတာဝန်ရှိသူတွေဟာတိုက်စစ်ပိုင်းနဲ့ကွင်းလယ်ပိုင်းကိုအင်အားဖြည့်တင်ဖို့အာရုံစိုက်ခဲ့ပေမဲ့လည်းခန်းစစ်ပိုင်းအတွက်အဓိကလိုအပ်နေတဲ့အတွေ့အကြုံရှိတဲ့ဘဝခန်းစစ်မှုတအူးနဲ့ဂိုးသမားကိုခေါ်ယူဖို့မေးရောနေခဲ့ပုံရပါတယ်ပိုဆိုးတာကတော့အသင်းရဲ့ခန်းစစ်ပိုင်းက ကိုအားကိုးရတဲ့ဗဟုခံစင်မှုဖြစ်တဲ့လဘိုင်းကိုဝဲကယာတီအစမှာပဲဒူးတန်ရာကြောင့်တရာတီလုံးနီးပါအနားယူရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရချိန်မှာနီးပြအန်ဇိုမာစကာကိုတိုင်ကအပြောင်းရွှေ့ဈေးကမပိတ်ခင်မှာအတွေ့အကြုံရှိတဲ့ခံစင်မှုတူအရေးတကြီးလိုအပ်နေကြောင်းကိုလူသိထင်ကြားတရားဝင်တောင်းဆိုခဲ့ပေမဲ့လည်းအသင်းရဲ့အားကစားဒါရိုက်တာတွေကမာစကာရဲ့တောင်းဆိုမှုကိုလက်ယူရှုခဲ့ကြပါတယ်ဒါကြောင့်မို့လို့ Chelsea အသင်းကယာတီတဲ့တော့လက်ကျန်ခံစင်မှုတွေဖြစ်ကြတဲ့ Trevor Chalobah, Tosin, Fofana နဲ့ Barilla ာရှိရို၄ဦးနဲ့ပဲယာဒီတစ်ကိုစတင်ရမယ်အခြေအနေပဲဖြစ်ခဲ့ရပါတယ်ဒီခံစစ်မှုလျောက်ထဲမှာဖိုဖာနာနဲ့ဘာရီယာရှိတို့ကကြန့်ခိုင်မှုမပြေဝပဲယုံကြည်အားထားရတဲ့ကစားသမားတွေမဟုတ်သေးတဲ့အတွက်ယာဒီတစ်မှာအဓိကပွဲထွက်ခွင့်နေရာရနေတာကတော့ချာလိုပါနဲ့တိုစင်တို့ရဲ့ခံစစ်တွဲပဲဖြစ်ပါတယ်အဓိခံစစ်တွဲဟာတော်တော်လေးကစားပုံကလေးလံနေပြီးခံစစ်ပိုင်းမှာအားနေချက်တွေအမှားတွေအများကြီးရှိနေတဲ့ခံစစ်အတွဲပဲဖြစ်ပါတယ်အချာလိုပါဟာစွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုမရှိတဲ့ကစားသမားတယောက်ဖြစ်ပြီးတိုစင်ကတော့ချာလိုပါထက်ပိုပြီးအခြေအနေဆ ိုးတဲ့ကစားသမားပဲဖြစ်ပါတယ်။အဲဒါကြောင့် Chelsea တင်းဟာယာဒီဆက်မှာကစားခဲ့တဲ့ Premier League ပွဲစဉ်၅ပွဲထဲမှာ၃ပွဲမှာကျွန်တော်တို့အတင်းရဲ့ခန်းစီကစားသမားတွေရဲ့ရော်ရဲတဲ့ကစားပုံနဲ့ဂိုးသမားတွေရဲ့ပေါ်ရော့မှုတွေကြောင့်ပြိုင်ဘက်တင်းကစားသမားတွေကအလွယ်တကူဂိုးတွေသွင်းယူသွားခဲ့တာကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဒီအမားတွေကိုမြင်သာအောင်ပြောရမယ်ဆိုရင် Champions League အဖွင့်ပွဲစဉ်ဖြစ်တဲ့ Bayern နဲ့ပွဲ Premier League ပွဲစဉ်တွေဖြစ်ကြတဲ့ Bradford Manchester United နဲ့ပွဲတွေနဲ့အခုနောက်ဆုံးကစားခဲ့တဲ့ Carabao Cup, Lincoln City နဲ့ပွဲမှာပေးခဲ့ရတဲ့သွင်းကိုတွေအားလုံးဟာ Chelsea စည်းခံစေကစားသမားတွေရဲ့ဂိုးသမားတွေရဲ့အမားတွေကနေအဓိကဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။အဒီအခြေအနေတွေအားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင်ခြေစည်းတင်းရဲ့ခန်းစစ်ပိုင်းစွမ်းဆောင်ကြီးဟာတဖြည်းဖြည်းနဲ့စိုးရင်စရာအခြေအနေကိုရောက်ရှိလာနေပြီဖြစ်တာကြောင့်မို့ခြေစည်းတင်းပြိတ္တတွေအနေနဲ့ကတော့လာမယ့်ဇန်နဝါရီအပြောင်းအလဲကာလမရောက်ခင်အထိအတင်းရဲ့ပွဲစဉ်တိုင်းကိုရင်တမမနဲ့စောင့်မျှော်ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အကယ်၍များသာခြေစည်းတင်းတာဝန်ရှိသူတွေအနေနဲ့ဒီရာသီမှာစုပလာအောင်မြင်မှုတွေထပ်မံရရှိခြင်းနဲ့ဆိုရင်တော့အဓိကလိုအပ်နေတဲ့ခန်းစစ်ပိုင်းအတွက်လာမယ့်ဇန်နဝါရီအပြောင်းအလဲမှာ အတွေ့အကြုံရှိတဲ့ဗဟုခံစမှုတကောင်တူကိုအမြန်ဆုံးခေါ်ယူတင်မှာကြောင်းတိုက်တွန်းပြောဆိုရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။ညီကိုတို့တွေအနေနဲ့ကတော့ချက်စီတင်းရဲ့ခံစပိုင်းစွမ်းဆောင်ရည်တွေပေါ်ဘလို့မြင်လေးတွေရှိကြလဲ။ကျွန်တော်ပြောခဲ့သလိုမျိုးချက်စီတင်းရဲ့ခံစပိုင်းစွမ်းဆောင်ရည်ကတကယ်ပဲရင်လေးစရာဖြစ်နေပြီလားဆိုတာကိုယ့်ရဲ့အမြင်နဲ့သုံးသပ်ချက်လေးတွေကိုအောက်ကကွန်မန့်ပေါ့တဲ့ဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချက်စီတင်းအကြောင်းအရာတွေနဲ့ပွဲကြည့်ပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစိုင်းချက်စီလိုက် YouTube Channel နဲ့ Facebook Page လေးကို Like and Follow Subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ